။ဘာအဖြစ်မှမရှိဘာအတုံးမှမကြတဲ့ Armoring ကို United တို့ထုတ်တင်ပါပြီ။ပြည်ထောင်လုံးဝမိလာများ M Crazy ကနေပြန်လဲကြိုလိုက်ပါရင်။ Armoring လက်ထက်မှာ United Premier League မှာနှစ်ပွဲဆက်နိုင်တယ်ဆိုတာကမကြားဘူးတလို့ပါပဲ။ဘယ်တော့မှကောနှစ်ပွဲဆက်မနိုင်ဘူးတာပါ။ဒါ United အသင်းတို့အဆင့်တန်းမျိုးမှာလုံးဝမဖြစ်တင်တာဘူး။ United ကတော့ဒီခြေစွမ်းနဲ့လာဆိုရင် Championship ဆင်းကြရင်တော့တော်ုံနဲ့ပြန်တန်းတက်လာနိုင်မယ်မထင်တဲ့ပြင် League 1အထိပါတန်းဆင်းသွားရမလားမဆိုနိုင်ပါဘူး။ဒီအဆင့်နဲ့ဒီအဆင့်ကိုအသေးတန်ဂဲမမီကန်နေရ United က ဟာသားရီမကစက္ကပ်ဖွဲ့ကြီးဖြစ်နေပါပြီ United ဟာဒီအားဒီမှာရာသီစာကဲကနယူးယောက်ဝဲဆွဲလဲရကနေတခိုးထောင်းဖြစ်နေတဲ့အသင်းဖြစ်ပြီးနေပြားကလည်းခြားတတာကစားမကလည်းပုံမလားဒန်ယာဝီပတ်နောက်ပိုးကလည်းတက်နဲ့တိုင်တင်မကရှိသမျှအကုန်ပတ်နေတာဖြစ်ပါရင်တိုင်းစစ်ကလည်းတိုင်းစစ်မလို့ဂုံမသွင်းတဲ့ခန်းစစ်ကလည်းခန်းစစ်မလို့ခန်းစစ်မကစားတဲ့ဂုံမကလည်းဂုံဖန်တဲ့အကုန်လုံးတောက်တော်လေးတွေဖြစ်နေတာဖြစ်ပါရင် United ပြည်သက်တွေအတွက်ကတော့အာမိုနီရဲ့ကစားကွက်ကြီးကိုကြီးနေရတာဝင်းနာကန်နာရာသီလို့ဆိုရမှာဖြစ်ပါရင်မန်ယူတပွဲကြည့်တိုင်းလောင်ရလုံးလုံးနောက်ပိုင်း လောင်တော်မလောင်နိုင်တော့ပဲဒီအသင်းကဟာတာဟေဟာတာဆိုပြီးပွဲပြီးတိုင်းပြောနေရတာဖြစ်ပါတယ်ဘောလကမှာချာလူလန်ပြန်ဝဲတာရှင် United အနေနဲ့ပြန်ပွဲမရှိပထမဆုကိုစကူသွားမယ်ဆိုတာအသေးချပါပဲချာလူလန်ရုံနဲ့မကအသုံးစားမရတဲ့အစင်းဒီပါအမော်ရင်ကဆွဲချသွားခဲ့တာဖြစ်ပါတယ်ပွဲတော်ရဲ့ရှုံရင်ကစားမတွေကလိုင်းမှာကစားလို့ဆိုပြီးစင်ကြီးစင်လက်စင်ပန်ကရိယာစင်ကလီစာတွေပေးနေပေမဲ့ကစားကကအသင်းငယ်တွေနဲ့ကစားရင်တော့မှရှင်မကစားနိုင်ဘူးဆိုတာတော့မဟုတ်သေးပါဘူးဒီလူစင်းကကြည့်ပြော်ရှုပြော်ရှိသေးပြီးကစားပုံကဒီလောက်ထိမစိုးသိမ်ဘူးလို့မြင်မိပါတယ် အခုက United ကပရီးမီးယားလိအသင်းချင်းချင်းမပြောနဲ့ဒီတူကအသင်းနဲ့ကစားရင်တော့နိုင်ဖို့ဆိုတာကမသေးချာဖြစ်နေတာဆိုတော့ဒါအနီးပြားရဲ့တောက်သုံးမချမှုတွေအကြောင်းဆိုတာအမေကြီးလက်ခွက်မလဲသေချာနေတာဖြစ်ပါရင် Brandbo ဆိုတာကအဓိကကစားမတွေအစုံလင်းဆုံးရှုံးထားရလို့တိုင်ပတ်နေတဲ့အသင်းပါဒီအားဒီမှာအပြောင်းလဲများထားတာမို့ရှေ့မှာနိုင်ဝဲလေးဝဲဆက်ပြောင်းနေတဲ့အသင်းဖြစ်ပြီးတော့ United နဲ့တွေ့မှာပဲနိုင်ဝဲရလာခဲ့တာဖြစ်ပါရင် United တို့ Brandfo ကိုအိမ်ခွေးမှာမနိုင်တာတော်လေးများနေပါပြီ။ Brandfo အသင်းဟာနေပြ Thomas Brand, Ambumo, Wesa, Knockout တို့ပါဝင်အသင်းရဲ့အဓိကကစားသမားများပြားကိုလည်လွတ်ထားတဲ့အသင်းဖြစ်ပါရင်ဒီလိုတက်ပြတ်နေတဲ့အသင်းကိုတော့ Ambumo ကမနေ့ကလေးကအချိန်ယူတည်ဆောက်နေတဲ့ United တို့မနိုင်တာဖြစ်ပါ ါတယ်။မင်း20အကျော်ပါတယ်။နှစ်ဂိုးပြတ်နေပြီဆိုတာကမဖြစ်သင့်ပါဘူး။ဘရန်ဖို့ဘက်ကတော့အဆုံးသက်တေချာခဲ့ရင်၄ဂိုးထိပြတ်သွားနိုင်ပါတယ်။အဖွင့်ကောမှာဆိုလို့ရှိရင်မကွာရရောင်းခဲ့တာပါသူအနေနဲ့သူ့အတွေ့အကြုံကြီးနဲ့အခုလိုအနေထားကမဖြစ်သင့်ဘူးဖြစ်ပါရင်လူကြုံမဖမ်းမတာဖြစ်ပါရင်အတင်းလိုက်ကစားပုံကလည်းမိကုန်းထုတ်ဆရာတွေအများကြီးပါပရက်ဆင်ကလည်းတေချာမလုပ်ကြပါဘူးစကူကအခက်ခဲနေတာကနေသူ့အတွက်ပထမဦးဆုံး United ကစားမှာပေါ့အတွင်းကိုကိုတင်းဦးနိုင်ခဲ့တာကလည်းဝမ်းသာစရာပါဒီကောကလည်းအတင်းမော်ရီကောင်းလို့တဲ့သူ့ဟာသူစူးစမ်းပြီးရလာတာဖြစ်ပါရင် ဖရာရီနဲ့ချိန်လွဲထားခဲ့ပြီးဖြစ်တဲ့ဘရူနိုဖာနယ်ကတော့ပြီးခဲ့တဲ့ဖွယ်နဲ့ပွဲတုန်းကလည်းလွဲခဲ့သေးတာဖြစ်ပါရင်ဒါကပဲ United တက်ကိုရှုံးစေဖို့ရအကြောင်းဖန်လာခဲ့တာဖြစ်ပါရင်ဒီတိုင်းသာရလဲဆုံးနေမယ်ဆိုရင် Emery ကိုကြီကောင်းကောင်းနဲ့ထိုင်ကြည့်နေမယ်စားတခုတော့လုံးတင်နေပြီဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ